ဆုမရရင်တော့မှနောက်ကြရင်ဆုတွေအများကြီးရလာအောင်ပါပါ။ဟောအဲ့တော့ကန်ကောင်းတာပါ body ဒိန်းနေဆိုတာလေဒါကန်ကောင်းတာတခါလေကြောက်ကိုကတော့နယ်ပြည့်ချင်တာဝါချင်တာပါနော်ဒါပေမဲ့လေတော့ဘာလုံးလို့မရဘူးဒါသူ့အနေနဲ့သူပဲတော့မြင်နေမနေ့တိုင်းစစ်ကြည့်တယ်ပေါ့နော်ဒီတော့ဝိပဲဆိုတော့ဒါတော့ဒါကိုကန်ကောင်းတာပေါ့ဝိကအကိုဘယ်လောက်တောင်ရှိရလဲ144 143အဲ145နဲ့ကြားတယ်ပေါ့ကိုတို့အသက်ရွယ်ရဆိုတော့ခါးတွေဘိုက်တွေထွက်လာတယ်မိနစ်20လောက်ကတော့အမြင်နဲ့ကစားဖြစ်တယ်ပုံမှန်ပေါ့မြင်လို့တော့ ဟောအဲ့တော့ကန်ကောင်းတာပါ body ဒိန်းနေဆိုတာလေဒါကန်ကောင်းတာတခါကြီးကြောက်ကိုကတော့နည်းနည်းလေးတီးတဲ့ပို့ပြီးတော့နည်းနည်းလေးအဲ့လေပြေးချင်တာဝါချင်တာပါနော်ဒါပေမဲ့လေဒါလုံးလို့မရဘူးဒါသူ့အနေနဲ့သူပဲဒါအမြင်တော့တော့ဒီကိုယ့်ကိုယ်ဝိတ်ကိုပေါ့နည်းနည်းလေးဟို မြင်တဲ့မနေ့တိုင်းစစ်ကြည့်တယ်ပေါ့နော်ဒီတောက်ဝိပဲဆိုတော့ဒါကတော့ဒါကိုကန်ကောင်းတာပေါ့ဝိကအခုဘလောက်တောင်ရှိရတယ်ဘလောက်တောင်ဒီရက်ဒီဝိကတရားလေး144 145ပေါ့ဒါပုံမှန်ပဲ144 143အဲ့အဲ့145နဲ့ကြားတယ်မှာပေါ့အဲ့တော့ဟိုထပ်ပြီးတော့ဝိကကိုတည်နည်းနည်းလေးပေါ့နော်150လောက်ဆိုရင်နည်းနည်းလေးမဲဝါဝါမလားသိလို့ပုံမှန်စားရဲဆိုတော့လေဟိုပုံမှန်တော့စားရဲပေါ့နော်ဒါပေမဲ့လေဟိုအခုနောက်ပိုင်းကျတော့ဘယ်လိုဖြစ်လာလဲဆိုတော့သူ့အတူပေါ့ ညာပိုင်းကျတော့သိပ်မစားဖြစ်တော့ဟိုပွဲတွေပါရှင်းတော့စားဖြစ်တော့ဗောနောပုံမှန်ကတော့အော် breakfast ရဲ့နေ့လယ်ရဲ့ဗောနောနောက်တော့ coffee time ဗောအဲ့ဒီတစ်ခုလောက်ပဲညာပိုင်းကျတော့အဆင်ပြေရင်လဲစားရတယ်အဆင်မပြေတော့လဲအဲ့ဒီမျိုးမစားဖြစ်တာများလာတယ်ဗောညာစာဘူးအဓိကညာစာဘူးတော့မသိပ်မစားအဲကျုံတလို့ဗောတကယ်မစားဖြစ်တာများပါတယ်အော်နဲလောက်ပါတယ်ပုံမှန်လောက်တယ်အကူက ဲ့ဒါတခုကတော့ပုံမှန်လုပ်တယ်ဥမာကိုရိုးတွေဆိုရင်ကိုရိုးအသက်ရွယ်ရဆိုတာကားတွေ bike တွေထွက်လာတယ်ဟိုခန္ဓာကိုယ်ကမဝရင်တော့မကားတွေ bike တွေဆိုအဲ့တော့ဒီကအင်ကြီးဖွဲရတဲ့အဆင်မပြေဘူးလေအဆင်မပြေတော့ကိုယ့်အကူတော့နည်းနည်းတော့လောက်ရအဲ့ဒါတော့နည်းနည်းပုံမှန်ပေါ့ပုံမှန်မိနစ်20လောက်ကတော့အမြင်နဲ့ကစားဖြစ်တယ်ပုံမှန်ပေါ့အမြင်နဲ့လောက်ရအဲ့ဒါတော့ဒီလိုပါပဲဟိုဟိုတငယ်ချင်းတွေကြောက်ရလဲချိုးတွေကြောက်ရလဲအစိုးရအလုပ်သေးတာဘာညာဆိုတော့လေကိုရီးရဲ့ ဟို business ကမတူရဘူးလေကိုရေကြောက်ရလဲ show business ဆိုကိုတို့ပြပြီးမှကိုယ့်ကိုလောက်ရတာဟိုဒီခန္ဓာကိုယ်လေး ਨੇ လောက်ရတာဆိုတော့ကိုယ့်ကိုနည်းနည်းလေးထိမ့်သိမ့်ရတဲ့သဘောလေးပါတာပေါ့အခုကတော့ဒီနှစ်ထဲမှာတော့အဲ့ဘက်တင်တန်ဆိုတာဟိုကိုကောင်းစံလို့ရိုက်ထားတဲ့ရုပ်ရှင်ကားကြီးပေါ့နော်နောက်တော့ဒီ satellite ဘိုင်းကအခု director လောက်ထားတဲ့ဟိုမဟာပေါ့နော်ရုပ်ရုပ် series ပေါ့နော် satellite ဘိုင်းမှာလွှတ်မှာပေါ့ satellite ဘိုင်းမှာလွှတ်မှာအဲ့ဒါလွှတ်မှာပေါ့ ရုပ်ရှင်ရတော့သူတို့ဒီနေ့တည်းတင်မယ်လို့ပြောတာပဲဒါပေမဲ့ဘယ်လပိုင်းတော့တင်ပြမလဲကိုလည်းမသိသေးဘူးမတူမတူရုပ်ရှင်ရတော့နှစ်နာရီစာအတွက်ပေါ့အခုဆိုရင်နှစ်နာရီတော့မလိုတော့ဘူးပေါ့နော်နည်းနည်းလေးရုပ်ရှင်ရုံးရဲ့ဟိုပြတ်တာတဲ့အချိန်အတိုင်းတားရဆိုရင်နှစ်နာရီပေါ့နှစ်နာရီပုံမှန်ပေါ့နှစ်နာရီပေါ့နှစ်နာရီတဲ့နည်းနည်းလေးညော့တာပေါ့အဲ့ဇလန်းတွဲကြတော့ တပိုင်းကအနည်းဆုံး45မိနစ်လောက်ရှိရယ်နော်ကြောင်ကြားလို့ပါဆိုတဏ္ဍာရီလောက်ရှိရယ်ဆိုတော့အပိုင်း20လောက်ရိုက်တယ်ဆိုရင်စဉ်းစားကြည့်ပေါ့10 90လောက်ရှိရယ်ဆိုတော့အဲ့ဒါကိုလည်းသူတို့ time limit တစ်ခုနဲ့ရိုက်ရတာဒါကိုတို့ဒါလောက်ရတဲ့အတိုင်းတာပေါ့နော် time limit တစ်ခုနဲ့ရိုက်ရယ်ဆိုတော့အရန်ပင်မန်းတယ်အဲ့ဒါကြောင့်မလို့ဇလန်တွဲရိုက်တဲ့ဒါတာတွေအားလုံးကတကယ်တကယ်တကယ်ပါဇလန်တွဲမဟုတ်ပါဘူးရုပ်ရှင်မှဖြစ်ဖြစ်ပါဟိုဒါတာရဲ့တာဝန်တအားကြီးရယ်ကြိုက်တယ်ကိုကတော့ဇလန်တွဲကိုကြိုက်တယ်စေယုတ်ဆောင်ရတာလည်းကြိုက်တယ်ဟို ဘလို့ခမလဲ result အနေနဲ့ဆိုတော့အခုဆိုရင်လည်းပိသက်တီချားထဲမှာရုပ်ရှင်ဆိုတာတဲ့ဇလန်းတွဲကိုပို့ပြီးတော့လူတွေကပို့ပြီးတတိထားမိကြတယ်တတိထားမိရဲ့ဆိုတာတချို့တွေဆိုလို့ရှိရင်ဇလန်းတွဲအောင်မြင်သွားပြီဆိုပွဲပေါင်းများစွာပေါ့နော်စကားပေါင်းများစွာရိုက်ကြရတယ်လေဒါကဒါသတိပဲနောက်တော့ကိုရုကိုရံကြိုက်တယ်ဆိုတော့ item ကိုကိုယ့်ရဲ့ item ကိုအများကြီးပြလို့ရတယ်ဒါပိသက်ကလည်းအများကြီးတွေ့သွားတယ်ရုပ်ရှင်ဆိုရင်ဒါက main character တွေတော့မပြောလို့ဘူးပေါ့နော်ဒါပေမဲ့ supporting character တွေအတွက်အများကြီးလုပ်ရဖို့ကတော်တော်လေးရှားတယ်။နောက်ပိုင်းတော့အားလုံးစူးစမ်းနေကြတာပေါ့နော်။ဒီဇလန်းတွေထဲမှာရှိတဲ့ဒါ production တွေရောပေါ့နော်အကုန်လုံးပေါ့နော်။တက်ဆိုင်တဲ့လူတွေကတော့နည်းနည်းလေးအဲ့ဒါမျိုးပေါ့။အဲ့တော့ထူးချွန်စုတစ်ခုပေါ့။ academy တော့မဟုတ်ဘူးပေါ့။ဒါ academy ကတော့ပုံစံတစ်မျိုးပေါ့။ဒီဟာကြောင့်ဇလန်းတွေအတွက်ကြောင့်လည်းသူတို့တစ်ခုဒါလုတ်လုတ်ဖို့စဉ်းစားကြတာပေါ့။အကိုတော်ပြောသေးတယ်။အဲ့ဒါပေမဲ့အခုချိန်တည်းကမလုတ်ဖြစ်သေးဘူးပေါ့။ လုတ်ဖြစ်လိမ့်မယ်ထင်ပါတယ်တစ်ချိန်ချင်းတော့အဲ့လိုပြဒါဖြစ်တင်တာပေါ့ဒါဖြစ်တင်တာပေါ့ဘာလို့လဲဆိုတော့နိုင်ငံเจ้าမှလည်းရှိရလေနိုင်ငံเจ้าမှလည်းပေးကြတာပဲလေဒါကတကယ်ကိုတိုးတက်နေကိုရီးယားတို့ဂျပန်တို့အကုန်လုံးပါပဲထိုင်းတို့ဘာလို့အကုန်လုံးပေးကြတာပဲဒါအကိုလို့ရှိမှတော့ဖြစ်မလာသေးဘူးပေါ့ဒါတစ်ချိန်တော့ဖြစ်လာမှာလာလုံးဝသိကြတယ်အဓိကတော့ဘယ်နုပညာပဲလုတ်လို့ပါဂျာတော့ကိုယ်အနေနဲ့ဒါရိုက်တာပဲလုတ်လို့ဒါအိုက်တာပဲလုတ်လို့ပါဒါကိုယ့်ရဲ့အလုပ်ကိုကျွန်တော်အကောင်းဆုံးဖြစ်အောင် 100%မဟုတ်အဲ့ဒီအချိန်မှာပေါ့ဒါအခုချိန်ကြိုက်တဲ့ကားဆိုလဲအဲ့ဒီအချိန်အတွက်ကျွန်တော်အကောင်းဆုံးဖြစ်အောင်100%ကိုဘက်ကပေးနံကိုကြိုးစားတဲ့ဇကားတိုင်းကိုပေါ့နော်အဲ့ဒီအတွက်လည်းပြည့်တတ်ကြီးအတွက်အခုနောက်ပိုင်းပေါ့နော်နည်းနည်းလေးထူကြတဲ့ character လေးတွေအဲမမြင်ဘူးတဲ့ character လေးတွေမြင်လာမှာပါစောင့်ကြည့်ပေးပါလို့